ရင်တန်း၉ဆင်းလောက်ဒါတော်တွေ့ရပါတယ်။အုံမဒီရွာနာမှာကျွန်တော်တို့တမ်တော်လုံကြုံရေးအဖွဲ့ရှိပါတယ်။တမ်တော်လုံကြုံရေးအဖွဲ့ဒီရင်တန်းကိုတွေ့တဲ့အခါမှာတရားတရားတော့အကွာမှာတော့ကျွန်တော်တို့တနတ်၃ချက်ပြစ်ဖောက်ခဲ့တယ်။ကိုကြီးနဲ့မြောက်ဆမ်းမိကြတယ်သူတို့ကြတော့နည်းနည်းဟောဆမ်းတယ်ကျွန်တော်ခိန်းစားပြီးတော့လမ်းမေးကြတယ်သူပြန်သွားမယ်လဲဆိုတော့ခလာရဆက်ဖို့သွားမယ်ဆိုကြည်ရ

အဲ့ဒါကောက်ကောက်ကောက်ဆွဲထားလိုက်အောင်ဒီကောင်နေတော့လေးလာမှုလည်းမရှိဘူးနော်ပြီးရင်လက်နဲ့ကင်ထားတော့မှန်သမျှသူ့အဖေပဲတင်နေလားမသိဘူးနော်ဘလူကောင်လေးတို့လို့တနက်တကားကားနဲ့စီရီပြခဲ့ကြတဲ့စစ်သားတွေဒီချိန်ပြည်သူလူထုကိုကယ်ဖို့ဖယ်ရောက်နေလဲ လက်ရှိအခြေအနေကကယ်ဆယ်ရေးအတွက်ဦးစားပေးရမယ့်အချိန်ဖြစ်တဲ့အတွက်စစ်ရှောင်စခန်းတွေကိုအချိန်ရတိုင်းဖုံးပွားကျဲနေတဲ့လေရင်လေးဒီအချိန်လူလူကိုကယ်တင်ဖို့ဖယ်ရောက်နေလဲရင်တန်းပေါ့ဦးစင်းလောက်ပါတယ်လို့ပြောပါတယ်ဒါတော့တွေ့ရပါတယ်အုံမဒီယာနာမှာကျွန်တော်တို့တမ်တော်လုံကြုံရေးအဖွဲ့ရှိပါတယ်တမ်တော်လုံကြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကို တွေ့တဲ့အခါမှာတားဆီးပါတယ်တားဆီးလို့မရပါဘူးဒါမီတာတရာလောက် မီတာ200လောက်အကွာခဲ့တဲ့အတိုင်းမီထိုးပြီးတားစီးတယ်တားစီးလို့မြောင်မီတာ200လောက်အကွာမှာတော့ကျွန်တော်တို့တနတ်3ချက်ပြစ်ဖောက်ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပေးသိရပါတယ်ဒီဖြစ်စဉ်မတိုင်ပေါ့ပေါ့နော်ဒီဖြစ်စဉ်မတိုင်ပေမှာလည်းအဲ့ကုန်းလမ်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံကကုညီကယ်ဇေယျအဖွဲ့ရှိပါတယ် Blue Sky ကုညီကယ်ဇေယျအသင်းဖြစ်ပါတယ်အဲဒီအသင်းက နိုင်ငံတကာမှာလည်းလိုက်ပြီးကူညီနေတဲ့အသင်းဖြစ်ပါတယ်အဲဒီ blue sky ကူညီကယ်ဆယ်ရေးတရုတ်နိုင်ငံအဖွဲ့အားမက်စလာ31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့မက်စလာ31ရက်နေ့ည10နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကိုရောက်ရှိခဲ့တယ်16မိုင်ဂိတ်ကိုည17နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့ မနေ့တနာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအဖွဲ့ကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအန်ရဲကင်းစွာ ရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ကုညီကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်သူကသူကဒီတနေ့တိုင်းတင်မှာစေချောင်းဝင်နေတာကြာပြီတနေ့တိုင်းညနေတည်းမှာပေါ့ဒီကျွန်တော်ထင်တာဒီ24 25လောက်မှာကျွန်တော်တို့ဒီတက်ရင်းနေပေါ့နော်ကျွန်တော်တို့ရဲ့တက်ရင်းနေရနေပြီးတော့ဒီရပ်ဖို့ပင်မှာသူတို့မိုင်းဆွဲတာရှိတယ် ရေတန်းမိုက်ဆွဲတယ်ကြမရမ်းမိုက်ဆွဲပြီးတော့အဲ့အချိန်မှာ तू ကဒီရေတန်းကနေလူစု꿰ပြီးတော့ပြေးလာတယ်လို့ပြောရတယ်ဟောဒါဩဩ तू ကအရင်မိုင်းဆွဲခံရလို့အဲ့မိုင်းဆွဲခံရတဲ့စေချောင်းကို तू ကတယောက်တည်းထွက်ပြေးတာကျောင်းဟုတ်ကဲ့ကျောင်းထွက်ပြေးတာပြောလုံးဝအာအပြီးတော့ဒီဒီဟိုကနေပြီးတော့ဒီတနေ့တည့်ရနေပြီးတော့ဒီဟိုဘလုံးလာဖို့စဉ်းစားကြရတယ်ဒါပေမဲ့ဟိုဘေးမျိုးထည့်ရသေးတယ်ကြာဒီမှာစစ်စစ်ရင်းကြရအများကြီးပဲစစ်စစ်ရေကောင်းကြည့်ကြရတယ် တော့စိတ်ကလေးရှိတယ်သူကတော့ဒီစိတ်မတိုက်ချင်းလို့ရက်ကုန်းမှရှိတယ်သူအေးစီပြန်မယ်ဆိုပြီးတော့ဒီရဲ့အချိန်မှပြောတာဒီခေရောက်တော့ကျွန်တော်တို့ဒီခီးတဲ့ကာဘော့တစ်စေးတဲ့ကြတစ်စေးတာကတော့ဒီတိုင်ပေမဲ့သူပုတ်တာဘယ်လိုပြောမလဲဒီစေသားပုတ်တော့ဒီသားရဲ့ဒီသားရဲ့ဆိုတော့လည်းနည်းနည်းမေးတာပေါ့ဟိုကစေသားလားပါလားဆိုအဲ့အချိန်မှသူကတော့ပေါ်ခံနေသူခလာရတရားတော့ပါသူကြည်ကြည်ရေးမှုပါပေါ့သူပြောတယ်သူစင်မတိုက်ချင်းလို့ဒီတိုင်းပြေးလာတယ်ဆိုပြီးတော့ပြောတယ် ကျော်ပြီးတော့ဟိုဟာပမာစာကျွန်တော်ခိမပဲဒီတိုင်းထိသိမ့်ထားတယ်ညကြတော့ပြေးတယ်ညကြတော့ပြေးတော့ဟုတ်ညကြတော့ထွက်ပြေးပြေးတော့တ냐လုံးတွန်းလေးရှားရရှားပြီးတော့အဝေးလည်းမရဘူးကြာဒီဒီတော်ဝန်ချင်းမပဲတို့ပြက်တွေ့တယ်မနေကြတော့မေကန်လေးဒီလောက်ကောင်းကောင်းဝင်ထားတာဘောနော်ချင်းသားကတော့သူပြောကဒီလောက်ပုတ်တော့မရဘူးကြာဒီတိုင်းအိပ်ပြန်နေပုတ်တော့မတော်ဘူးကြာအာအာ အဓိကတော့ထွက်ပြေးတာပါညီလေးထွက်ပြေးတယ်အဲပြီးတော့အဲ့လိုတွေ့တဲ့အချိန်မှာသူရသလောက်လှိမ့်နေပါတော့เนาะဒါပေမဲ့ညို့ခုနလိုဖော်ထုတ်နိုင်နေပါတော့ပေါ်တကယ်ကောင်းเนาะသူတင်ရင်ထားပြီးထွက်ပြေးရနော်ဟုတ်ကျွန်တော်စဉ်းစားတာဒီလမ်းမရှိတဲ့ခေရတော့သူမပြီးပဲတော့မနေလာဘူးဘယ်လိုလော်လိုက်လဲဆိုတော့အဲ့ဒါကိုစဉ်းစားခဲ့တယ်အဲအခုကဒါအပတ်စဉ်59เนาะ59အပတ်စဉ်59ပဲဒီဘလော့3 3 9 9 3တက်ဟုတ်လားဟုတ်ကဲ့3 9 9 3တက်တန်းထိုင်တန်းထိုင် ဟုတ်ကဲ့တန်းထက်ယာယီတရင်မှုပေါ့ယာယီတရင်မှုဒီဒီခါလာရတရားတော့တရင်မှုကလော့ခဲဒီမနေ့ပေါ့ဆော်လာပိုင်းပေါ့ဆော်လာပိုင်းတော့ဟာဒီဒီမော်တာစကန်မှာလိမ့်ဝင်တာလိမ့်ဝင်ထားတယ်ကြာအချိန်မှသူတရင်မှုဖြစ်တာသူကတော့တော်ဝတ်တန်းနဲ့6လကြီးပြီးပြောဩစောင့်ကြည့်6လပေါ့သူကယာယီအဲသူကအဲ့လိုတရင်မှုမဖြစ်ခင်မှာသူတို့ကိုစောင့်ကြည့်ဖို့6လဒီယာယီသားတယ်ပေါ့နော်အဲ့ဒါပြီးမှသူ့ကိုဖက်ကတရင်မှုတင်ပေးမှာပေါ့ခုတော့တရင်မှုမဖြစ်ခင်ညိုးနဲ့သွားတွေးတာပေါ့ဒါဆို အအခုအခုဟိုပါလေဟိုအခုနောက်ပိုင်းကျတော့ဘွဲတွေကစစ်ဆေးတဲ့စစ်ဆေးပြီးတော့ဖန်းစည်းနိုင်တဲ့အဆင့်တိရောက်သွားပြီပေါ့နော်အဲ့ဒါဟုတ်တယ်အော်အ new အဲ့ဘက်ကအချင်းကြီးလေးတွေဘာဘာထူးလဲစစ်ရေးအားရစရာတွေပါလေလောက်ပါဟုတ်ကျွန်တော်ဖေးကြတော့ဒီကျွန်တော်ပြောကြတော့ဒီဘလော့မြူနယ်မှာဆိုတော့ဘလော့မြူနယ်အနေနဲ့ကတော့ကျွန်တော်တို့ကတော့ဒီဒီဖိနေဘလော့ဒီတိချာဆိုလမ်းဘိုင်းပေါ့နော်အဲ့ဒီလမ်းဘိုင်းကိုတော့ကျွန်တော်စစ်တပိုင်းအားဖြင့်တော့ထိတ်ချုပ်ထားနိုင်တယ်ဗျာဒီ ဒီ new နဲ့ကတဲ့နေရာတွေကလွဲကြီးပေါ့နော်ကျွန်တော်ကြေးရတော့တော့များထိတ်ကြတာနိုင်ပြောလို့ရတယ်အင်းဒီပြီးတော့လက်ရှိမှာဆိုရင်တော့တို့လိုခရာဒီလိုရဲ့နေဒီဟိုပါဒီတနေတိုက်ရိုက်ပေါ့နော်ဒီအဲ့ဒီပဲတော့တို့လိုဒီနေနေချက်ပြီးတော့ TikTok တွင်းရရှိတဲ့ကြဒီကတော့ net ဆက်ပိနေတိပြီးတော့လိုရဲ့ရင်းနေစက်ကပေါ့နော်အဲ့ဒီဒီကရေချမ်းအရေးရောက်လုံမဲ့ဆုတဲ့သဘောသဘောတော်ရှိတယ်ပေါ့အာတဝဲရင်းနေစက်ကကိုတို့အရင်အာရုံထားနေနော်တဝဲဘက်ကိုအချင်းတွေကတဝဲဖေကြတော့နေ ကြားပြီးပြန်တိုက်ပွဲပြင်နေကြတော့နန္ဒာနန္ဒာကျော်ဆုတ်လာနေပါတယ်ဝင်လာပြီတဲ့ဒီကြောက်ဟာဒီတက်ခိုင်းလို့ရှိတယ်ဟိုကျွန်တော်ဖရာလက်စီဆော်ရတာစီပြလိုက်ပါပဲဒီထိုးဟိုဟာသူဖရာထိုးဆက်ဆက်လိုက်ကိုဖရာထိုးဆက်ဆက်လိုက်အော်အော်အဖွဲ့ရောပီကင်းမိုးအတွက်ဆူတောင်းနေနော်အဲ့တော့အဖွဲ့ရဲ့ကယူဆိုင်ပေါ့နော်အခုလိုဖြည့်ပြီးလို့လေကျေးဇူးတင်တယ်ပြီးရင်ခုနလိုပေါ့နော် အဲဘယ်လိုပြောမလဲအကြီးပေါ့နော်အကောင်ကြီးသားစားရတယ်ပေါ့အကောင်ကြီးသားစားရတော့လေတကယ်ကိုယူတယ်ပေါ့နော်ပြီးတော့ဖွဲ့လည်း view site ပေးပေါ့နော်ဒီပြီးတော့သူမဟုတ်ပြီဒီအတိမတိုက်ခဲ့ကျွန်တော်တို့ဒီတနေ့ကြော့နေနေတော့တော့ရှိရပြီဟိုဟာအချိန်မှာ ကျမတို့ချိရတဲ့ဒူတွေကိုဆုံးရှုံးရတဲ့အတွက်ခဲခဲရီခြာတဲ့ကနေပြီးတော့မှကျမတို့ရဲ့ချွေးနှဲစာရီနဲ့တိဆောက်ထားရတဲ့အရာတွေပြက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ကျမတို့အားဟာလဝမ်းနေနေမယ်ဆိုတာကိုနားလည်ပါတယ်။ကျမတို့လည်းပြည်သူတွေနဲ့အတူစိတ်ထိခိုက်ကြွယ်ဝမ်းနေရပါတယ်။ဒါပေမဲ့ကျမတို့စွန့်စုံထိပြူလဲဝါလို့မရပါဘူး။ကျမတို့တိုင်းပြည်ပြန်လဲပြီးကျမ်းမာတန်ဆွမ်းလာအောင်အတွက်ကျမတို့တွေအချင်းချင်းကူညီဖေးမထားဖို့လဲလိုပါတယ်။ ဒီချိန်မှာအကူအညီလိုနေတဲ့လူတွေအားလုံးအတွက်အကူအညီပေးခဲ့ကြတဲ့လူတဦးတယောက်ချင်းစီတိုင်းကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့ကြတဲ့လူတဦးတယောက်ချင်းစီတိုင်းအတွက်ကျမတို့ကျေးဇူးတင်ပါတယ်ရှင်။ဒီချိန်လေးမှာပြည်သူများအားလုံးလုံခြုံအောင်နေပါ၊ကျန်းမာအောင်နေပါ၊အသင်ထားပါ။ကျမတို့ပြည်သူတွေဘေးအန္တရာယ်ကင်းကွာပါစေဆိုတဲ့အကြောင်းကျမတို့ဆုတောင်းမေတ္တာပို့သလိုက်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်။